မင်္ဂလာပါရှင်စူဇန်ရဲ့ Midnight Crime Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်စူဇန်တို့လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကဆိုလို့ရှိရင် prank video တွေအများကြီးတက်တယ်ကွာသိရမလားလူတွေကို like နောက်တာလေလို့ဟိုဟန်ဆောင်ထားပါတော့လူတွေလိုက်ပြီးတော့နောက်တဲ့ဗီဒီယိုတွေဆိုတော့အများကြီးကြည့်ဘူးတယ်ပေါ့နော်အဲ့လိုမသိမသားထားပါတော့ဓလိကဆင်းလာတယ်ဆိုလို့ရှိရင်သူများ ရဲ့လက်ကိုသွားကင်နာတို့ပြီးရောမသိချင်အောင်ဆောင်းသွားတော့အစားသဖြင့်ပေါ့နော်မျိုးစုံကွာဒီလား idea မျိုးစုံနဲ့နောက်တဲ့ video လေးတွေအများကြီးတက်လာတယ်မြမ content creator တွေထဲမှာလည်းဒီလို prank လုပ်တဲ့သူတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီနှစ်အပိုင်းခြားမှာဆိုလို့ရှိရင်လည်းတော်တော်ခက်စားပြီးတော့ လူကြည့်များတဲ့လူတွေကိုစာနောက်ဖို့အတွက်ရိုက်ကူတဲ့ဗီဒီယိုတွေထဲမှာဗီဒီယိုတစ်ခုကတော့အဇန်းကိုလူသိများခဲ့တဲ့ဗီဒီယိုတစ်ခုပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဒီစာနောက်တဲ့ဗီဒီယိုဆိုတာကိုတိတိကျကျလာနေချီပြီးတော့စီစဉ်ပြီးတော့ရိုက်ကူခဲ့တယ်။တိတိကျကျလည်းအကောင့်ထဲပေါ်ခဲ့တယ်။ပြီးတော့အဲ့ဒီဒီစာနောက်တဲ့ဗီဒီယိုရဲ့နောက်မှာဆိုလို့ရှိရင်လူသိမှု လိမ့်လည်မှုတွေနဲ့ပြီးလို့ရှိရင်နိုင်ငံရေးလှည့်စားမှုတွေပါ ပါဝင်တဲ့စာနောက်တဲ့ဗီဒီယိုတစ်ခုလည်းဖြစ်ပါတယ်။စူဇန်ဒီကိစ်လေးကိုစမပြောခင်မှာစူဇန်ကိုအားပေးကြတဲ့သူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်။စူဇန်ဗီဒီယိုလေးကိုနေ့စဉ်ကြည့်ပေးတဲ့သူတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ comment တွေ like တွေ share တွေနဲ့အားပေးတဲ့သူကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။စူဇန် channel လေးကိုလည်း subscribe မလုပ်ရသေးလို့ရှိရင်လုပ်သွားပေးဖို့ကိုမြတ်တမ်းရက်ခံအပ်ပါတယ်နော်။၁၂ရက် February လ2018ခုနှစ်မှာဆိုလို့ရှိရင်မလေးရှားနိုင်ငံ Kuala Lumpur မြို့ရဲ့ Harrod Cafe ဆိုတဲ့တကယ်ကို international brand chain restaurant တစ်ခုမှာဆိုလို့ရှိ င်ရင် City Aisha ဆိုတဲ့ကောင်မလေးသူဟာ Indonesia သူလေးပေါ့နော်သူက အိမ်မှာစားတောက်နေခဲ့တယ်အဲ့လိုထမင်းစားတောက်နေအေးတွေတောက်နေတဲ့အချိန်မှာသူ့ရဲ့မျက်စိတဲကိုတယောက်ယောက်ကဝင်လာတာကိုသတိထားမိလိုက်တယ်အဲ့ဒီလူကဘာလို့လဲဆိုရင်ဒီဆိုင်ရဲ့ဒီလိုစပွဲတို့ကောင်မလေးတယောက်ကကိတ်မုတ်လေးတခုကိုကင်နေဖျောင်းနိုင်လေးထွန်းထားပြီးတော့သူ့စီကိုလမ်းလျှောက်လာနေတာသူတိလိုက်တဲ့ဒါဟာသူ့အတွက်ဘာဖြစ်လဲဆိုတော့ဒီနေ့ဟာသူ့ရဲ့အသက်22နှစ်ပြည့်တဲ့မွေးနေ့ပဲဖြစ်ပါတယ် ဲ့တော့ဒီ waitress လေးကသူ့စီကိုအဲ့လိုကိတ်မုတ်လေးကင်ပြီးတော့လာတဲ့အချိန်မှာသူ့ရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့သူနဲ့အတူတူဒီကိုလာပြီးစားတောက်ကြတဲ့ဒီပေါ့ရုပ်ရှင်ထုတ်လုပ်သူနောက်ပြီးလို့ရှိရင်တခြားကင်မရာမန်တွေဟာဆိုလို့ရှိရင် happy birthday တခြင်းကိုဝိုင်းပြီးတော့ဆူပေးကြတယ်အဲ့တော့ happy birthday ဘာညာသူ့တခြင်းဆိုတော့သူအရန်ကြည်နူးတယ်ပေါ့နော်အရန်လဲဝမ်းတာတယ်သူ့ ဒီဖျောင်းနိုင်ဒီကိတ်မုတ်ပေါ်မှာရှိတဲ့ဖျောင်းနိုင်ကိုမှုတ်လိုက်တဲ့အချိန်မှာဆိုရင် तू ဘာစုမတော့မတောင်းလိုက်ဘူး။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ဘဝမှာဒီအခုလက်ရှိအနေအထားထက်ပြည့်စုံတဲ့အခြေအနေဆိုတာမရှိခဲ့ဘူးတဲ့အတွက်ကြောင့်မို့သူ့အတွက်ဒါဟာစွတ်တောင်းနေအားလုံးပြည့်ပြီးသားအခြေအနေတစ်ခုဖြစ်ပါတယ်။ စတီကအင်ဒိုနီးရှားနိုင်ငံမှာမွေးတာနိုင်ငံအဲ့အင်ဒိုနီးရှားနိုင်ငံရဲ့နေဇွန်နယ်ဖျားကဆင်းရဲတယ်အဲ့လိုတောလေးတစ်ခုမှာမွေးတဲ့ကောင်မလေးဖြစ်တယ်။သူ့မှာမောင်နှမ၃ယောက်ထဲကသူကအငယ်ဆုံးသမီးဖြစ်ပါတယ်။အမေနဲ့အဖေကအရန်ယူသားတယ်။လေယာလောက်ကန်စားတောက်ပြီးတော့ရှင်းပြောင်းရင်ဝင်ငွေမကောင်းတဲ့သူပေါ့နော်။ဒီသားသမီး၃ယောက်ကိုထမင်းကောင်းထမင်းနှမအောင်ကြွေးဖို့သူတို့စီမှာသူတို့ရဲ့ခေါင်းပေါ်မှာအမိုးရှိဖို့တော့မှ အမြဲတမ်းအရန်စူးစမ်းနေရတဲ့မိသားစုဖြစ်တယ်။အလို့နဲ့ပဲနောက်ဆုံးဒီ city အလဲတန်းចောင်းပြီးတဲ့အခါမှာဆိုရင်မိဘတွေကចောင်းဆက်မထားနိုင်လို့သူ့ကိုចောင်းထုတ်လိုက်တယ်။ပြီးလို့ရှိရင်သူ့ကိုမိဘတွေနဲ့အတူဒီလိုလဲဆိုင်ပြူကြီးတွေမှာဝင်ပြီးလှုပ်ခိုင်းပြီးတော့ပတ်စံရှာခိုင်းရတဲ့အထီကိုဆင်းရဲတဲ့သူတွေဖြစ်တယ်။ ငငယ်ရွယ်ရွယ်နဲ့စီတီဟာအိမ်အောင်ကြခဲ့တယ်။အိမ်အောင်ကြပြီးတော့သားလေးတယောက်မွေးတယ်။ကလေးမွေးပြီးတိတ်မကြခင်မှာပဲသူ့ယောက်ျားနဲ့သူ့နေရာကွဲသွားတယ်ပေါ့နော်။အဲ့ယောက်ျားဖြစ်သူဟာသူ့ကိုဘာမှထောက်ပံ့ခြင်းတွေမပေးဘူး။ဘာမှလည်းပြန်ငင်းညာပြီးလဲမကြည့်ပဲနဲ့ထွက်သွားခဲ့တာ။အဲ့တော့စီတီဟာအရန်ခက်ခဲပြီးတော့အရန်ကိုဆင်းရဲတဲ့အချိန်ဒီမှာအခုတွေးစရာသားလေးတယောက်ထပ်တူတယ်။အဲ့တော့သူ့မှာ single mother တယောက်အနေနဲ့သူဟာကြုံရကြပန်းနေလုတ်ကင်စားတောက်တယ်ပြီးတော့အမေတွေအဖေတွေအပြင်ကိုသူ့သားလေးကိုပါရှာဖွေကြည့်မှုတယ်ဘလောက်ပဲစူးစားစူးစားသူ့ရဲ့ဒီနေစွန်နေပြားကမြို့လေးမှာပေါ့နော်ရွာလေးမှာသူ့အတွက်ဝင်ငွေဟာဒီမိသားစုတွေကိုထောက်ပံ့ပေးဖို့ဘလုံးမမလောက်ခဲ့ဘူးအဲ့ဒါနဲ့ပဲနောက်ဆုံးမှာတော့စီတီဟာနိုင်ငံခြားမှာငါအလုပ်သွားလို့မှဖြစ်မယ်နိုင်ငံခြားကဝင်ငွေနဲ့မှသာလျှင်သူ့အတွက်ဒီမိသားစုအတွက်လုံလောက်တဲ့ပတ်စံရမယ်လို့တွေးတယ်ပေါ့နော်အဲ့လိုနဲ့ပဲစီတီကဘာလုပ်လဲဆိုလို့ရှိရင် ဒီ passport လုတ်လိုက်ပြီးတဲ့အခါမှာမလေးရှားနိုင်ငံမှာအလုပ်လုပ်ဖို့သွားခဲ့တယ်မလေးရှားနိုင်ငံရောက်တဲ့အခါမှာတဲ့သူက flamingo flamingo hotel ဆိုတဲ့နေရာမှာသူဟာအနှိတ်သမလို့ခေါ်မလားအနှိတ် အာပညာရှင်လို့ခေါ်မလားလို့နှိတ်ကြတဲ့သူအနေနဲ့အလုပ်ဝင်လုပ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဒီအလုပ်ကို city ဟာသဘောကျလုံးလုံးလုပ်တာတော့မဟုတ်ဘူးထားပါတော့စပွဲတို့လုပ်မလားအဲဒါမှမဟုတ်ရှင်လဲနော်စက်ရုံမှာလုပ်မလားအဲ့ဒါကြီးထက်ရှင်လို့ရှိရင်ဒီအလုပ်ကသူ့အတွက်လာစားပူကောင်းတယ်စီတီဟာအဲ့ဒီအချိန်မှာမှအသက်က 20တောင်မပြည့်သေးတဲ့အရွယ်ဖြစ်တဲ့တကြောင်မလို့သူ့အတွက်ကဒီအလုတ်ကသူ့အတွက်ဝင်ငွေအကောင်းဆုံးအလုတ်ဖြစ်တယ်အဲ့တော့သူကအလုတ်လုပ်လိုက်တယ်လူငယ်မင်းကလေးတွေရှိလေရှိထားရှိတဲ့ဝါသနာအတိုင်းစီတီကဒီလိုအဆိုးရောမင်းသမီး model အလုတ်ဖြစ်ချင်တယ်ဒီသူများတွေကသူ့ကိုကြည်ပြီးအားကြရတဲ့ဘဝမျိုး तू ကနေပြီးအခုဆိုရင်မင်းသမီးတွေကိုကြည်ပြီးငါဒီလိုဖြစ်ချင်လိုက်တာဒီလိုလှချင်လိုက်တာဒီလိုလေးမော်မော်ကြွ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 ရွာလေးနေချင်လိုက်တာဆိုတဲ့ဘဝမျိုး तू ကလူချင်တယ် သူရဲ့အိမ်မက်လေးသူရဲ့ဆန္ဒလေးတစ်ခုကဒီလိုမင်းသမီးတွေပါဖြစ်နေပေါ့ဒါပေမဲ့ဆန္ဒလေးအိမ်မက်လေးတစ်ခုပါပဲအဲ့ဒီအရာကိုအကောင့်ထွက်ဖော်အောင်တော့သူကဘာမှလုပ်မနေခဲ့ဘူးပေါ့နော်မွေးနေသူရဲ့22နှစ်ပြည့်မွေးနေ့မှာဘာမှထိုင်နေတဲ့သူတွေကဘာလဲဆိုလို့ရှိရင်ဒီရုပ်ရှင်ထုတ်လုပ်သူ ပေါ့ရုပ်ရှင်ထုတ်လုပ်သူ producer လို့ပြောရမှာပေါ့နော်အဲ့တော့ရုပ်ရှင်ကြီးထုတ်လုပ်တာတော့မဟုတ်ဘူးအဲ့လို prank video တွေကိုထုတ်လုပ်တဲ့သူရိုက်ကူးပြီးတော့ဖြန့်ချီဩပေါ့ရိုက်ကူးတဲ့သူအဲ့တော့သူဟာဒီလိုမျိုးမျက်နှာတစ်လေးတွေမျက်နှာလူမသိတဲ့ကောင်မလေးချောချောလေးတွေကိုလိုက်စုဆောင်းနေစုဆောင်းပြီးတဲ့အခါမှာသူကဒီလို prank video တွေကိုလိုက်ရိုက်တယ်ရိုက်ပြီးတဲ့အခါမှာ social platform တွေပေါ်တင်တယ်ဒီလိုမျိုး website တွေပေါ်တင်တယ်ပေါ့နော်အဲ့လိုမျိုးလုပ်တဲ့သူ သူ့နာမည်က James လို့ခေါ်တယ်။ဒီ James ကနေပြီး City ရဲ့ပခုံးကိုဖတ်ထားပြီးတော့သူကဘာလုပ်လဲဆိုဖုန်းကလုံးရဲ့ screen ကိုပြတယ်။နင်ဒီမှာကြည့်ဆိုတော့ City ကကြည့်တာပေါ့နော်။ကြည့်တော့နားမလဲကိုရေးထားတဲ့ဒီ ဘာသာစကားတွေကိုနားမလဲတော့ဘာရေးထားရလဲလို့ပြောတော့အဲ့မှာ James ကဒါငါရဲ့တထေးရလေတဲ့နင်းရဲ့ဗီဒီယိုတွေနင်းရဲ့ prank ဗီဒီယိုတွေအရန်သဘောကျတယ်အရန်တော်တယ်နင်းဘောနော်နင်း prank လုပ်တာတွေကအရန်တော်တယ်ဒီဗီဒီယိုတွေကအရန်ပေါက်နေပြီကိုရီးယားမှာနင်းဟာနာမည်ကြီးဖြစ်နေပြီဆိုတဲ့ပုံစံမျိုးကိုပြောတယ်အဲ့လိုပြောတဲ့အခါမှာ City ကရှက်လဲရှက်ကျင်းလဲကျင်းနေတာဘောနော်သူ့ကိုသူအခုဆိုလို့ရှိရင်ဘာပဲပြောပြောတခြားနိုင်ငံတစ်ခုမှာသူဟာအဲသူ့ကိုလူသိများနေပြီဆိုတဲ့အခါသူကကျင်းနေတာပေါ့အဲ့တော့ City နဲ့ James ကဘယ်တော့မှစသိတာလဲဆိုရင် ်လွန်ခဲ့တဲ့တလလောက်ကမှဇန်နဝါရီလ2000ခုနှစ်မှာမှသူတို့ကတွေ့ကြတာဖြစ်တယ်စီတီကသူရဲ့လုပ်ဖော်ကိုင်းဘက်တွေနဲ့ဒီလိုပေါ့နော်ပိတ်ရက်တစ်ခုမှာသူတို့ကဒီလိုကမ်းခြေရဲ့ဘားတစ်ခုကိုသွားလေကြမယ်ဆိုပြီးထွက်လာတယ်စီတီကပုံမှန်ဆိုလို့ရှိရင်ဒီလိုသွားလေသွားထားရှိရတူမဟုတ်ဘူးအလုတ်လုတ်တယ်ပြီးရင်အိမ်ကိုပတ်စံပြန်ပို့တယ်အာစသဖြင့်ပေါ့နော်အများရန်အလုတ်နဲ့အိမ်အိမ်နဲ့အလုတ်ပဲလုပ်နေတဲ့သူအိမ်နေမှသူဟာထူးထူးဆန်းဆန်းသူ့ငွေချင်းနေအစွဲကောင်းပြီးတော့ပါသွားတယ်အဲ့တော့သူတို့သွားမဲ့ ဘားတွေကိုဝင်ကာနေမှာသူတို့အဖွဲလိုက်ပေါ့နော်အပြစ်မှာရက်ပြီးစောင့်နေတဲ့အချိန်မှာတဲ့ဒီလို suit အပြည့်ကွာလို့တသားနာနာဝတ်ထားတဲ့အမျိုးသားတယောက်ရုပ်ကလည်းချွတ်ချွတ်မော်မော်ဖြူဖြူဖွဖွေးနဲ့အမျိုးသားတယောက်ကဒီ city ကြီးကိုရောက်လာခဲ့တယ် city ကလည်းဘာပြောဘားသွားမယ်ဆိုတော့ကွာအရင် hot shot လေးဝတ်လာတဲ့အချိန်ပေါ့အဲ့အချိန်မှာအဲ့အမျိုးသားမြည်တယ်နင်းနဲ့ တင်းဆောင်နေပိုင်းများလုတ်ဖူလာပေါ့နိအရန်ချောတာပဲနိအရန်ဆွဲဆောင်မှုရှိတာပဲလို့ပြောတဲ့အခါမှာစီတီယာရှက်လဲရှက်တယ်အဲရှက်တယ်ဆိုတာထက်ကိုကလို့ရှက်ရှက်တယ်ပြီးတော့လည်းကြည်နေတာပေါ့နော်အဲ့တော့ तू ကဘာပြန်ပြောလိုက်လဲဆိုရင်ငါကဘာမှတင်းဆောင်မလုတ်ဖူပါဘူးဒါပေမဲ့ငါရဲ့ဆန္ဒမှာတော့တင်းဆောင်လုတ်ဖူကိုအမြဲတမ်းဆန္ဒရှိပါတယ်လို့ပြောတယ်အခါကျမှဂျင်းကဘာပြောလဲဆိုလို့ရှိရင် အဲ့လာပြီးတော့ approach လုပ်တဲ့သူက James เนาะအဲ့တော့ James ကဘာပြောလဲဆိုရင်ဟာဆိုကောင်းတာပေါ့လေငါကလည်းဒီလိုမျက်နှာတက်တီလိုက်ရှာနေတဲ့သူငါက producer တယောက်ပါနင်အားလို့ရှိရင်ငါနဲ့ coffee လိုက်တောင်းရင်းနဲ့အလုပ်ကိစ္စဆွေးနွေးမလားလို့ပြောတယ် CT ကအဲ့ဒီအချိန်မှာယုံရတဝက်မယုံရတဝက်ဖြစ်နေတယ်ဒါပေမဲ့ James ကချောချောမောမောတန်တန်ပြပြဆိုတဲ့အခါမှာသူစိတ်ကယုံတဲ့ဘက်ကိုပဲအားများနေတဲ့အခါမှာ သဘောတူပြီးတော့လိုက်သွားခဲ့တယ်။အဲ့တော့သူတို့ကအဲ့ဒီအာနေရာရဲ့ coffee sign design မှာထိုင်ပြီးတော့စကားပြောကြတယ်။အဲ့တော့ James ကပြောလဲဆိုရင်သူဟာရဲ့ဂျပန်လူမျိုးတယောက်ပါတယ်။သူဟာဒီလို hidden camera prank ပေါ့နော်။ဒီလို camera တွေကိုလိုက်ဝတ်ထားတယ်။ပြီးတော့လုံးဝမသိတဲ့သူတွေကိုလိုက်ပြီးစာနောက်တဲ့ video ကိုရိုက်တဲ့သူပါ။သူဟာဒီလိုမျိုးမျက်နှာတစ်တီကိုလိုက်ရှာနေတဲ့သူပါဆိုပြီးတော့ city ကိုပြောခဲ့တယ်။ CT ကိုလည်းဒီသူ့ရဲ့ prank video တွေမှာပါဝင်ပေးဖို့ကမ်းလှမ်းခဲ့တယ်ပေါ့နော်ဒီလိုပါဝင်လို့ရှိရင် video တစ်ပုတ်စီကိုပတ်စံဘလောက်ပေးပါမယ်ဆိုပြီးတော့ပြောခဲ့တယ် CT လိုမျိုးပေါ့နော်အနှိမ့်ဆိုင်မှာအလုပ်လုပ်ရတဲ့ကောင်မလေးတယောက်တည်းဒီလို video လေးပဲရိုက်ရမယ်ပြီးပတ်စံရမယ်ဆိုတော့သူ့ရဲ့လက်ရှိလာစာနဲ့တော်တော်ကြီးကိုကြွားပြီးတော့ပို့ကောင်းနေတယ်ပြီးတော့လေဒီလိုမျိုးပေါ့နော် producer လို့ပြောတဲ့အခါကျတော့ဒီလို prank video လေးတွေကနေစပြီးတော့ လူတိများလာရင်တစ်ချိန်ကျရင်သူဟာတကယ်ကိုမင်းသမီး model စသဖြင့်တနည်းရောက်သူတက်လန်းနိုင်လိမ့်မယ်လို့သူကထင်တယ်။အဲ့တော့သူဟာလက်ခံနေရတယ်ပေါ့နော်။အဲ့တော့စီတီကအဲ့လိုလက်ခံလိုက်တာနဲ့ James ကဘာပြောလဲဆိုလို့ရှိရင်အဲ့ဆိုရင်နင်အခုလက်ရှိအလုပ်ပမာလုပ်နေလေပေါ့။နင်လုပ်တဲ့အလုပ်ကိုထွက်လိုက်တော့ဘာဖြစ်လို့လဲဆိုတော့ငါတို့ကအဖွဲလိုက်ပေါ့နော်။အခုမလေးရှားမှာရိုက်လိုက်စင်ကာပူမှာရိုက်လိုက်အင်ဒိုနီးရှားမှာရိုက်လိုက်တရုတ်ပြည်ကိုသွားလိုက်စသဖြင့်နိုင်ငံတွေသွားပြီးတော့ဒီလို prank တွေကိုရိုက်တာဆိုတော့နင်ငါတို့နဲ့အဖွဲနဲ့အတူတူနေရာတွေရှောက်သွားပြီးတော့ရိုက်ကြမှာနောက်ပြီးတော့လဲထားပါတော့နော်မလေး ရှားမှာဆိုရင်တော့မှ KL မှာ ဖြစ်ဖြစ်မယ်တခြားဟိုတခြားမြို့မှာဖြစ်ဖြစ်မယ်တမြို့ပြီးတမြို့သွားရိုက်နေမှာလို့ပြောပြီးတော့ဒီ city ကိုအလုတ်ထွက်ခိုင်းလိုက်တယ် city ကလည်းသူ့ကိုရမယ်လားစာဟာအခုလက်ရှိရတဲ့လားစာထက်ပိုများတယ်ပြီးတော့လည်းသူနေရာတွေနိုင်ငံတွေမြို့တွေရှောက်သွားရမယ်ဆိုတဲ့အခါမှာသူလက်ခံခဲ့တယ်အဲ့တော့အဲ့မွေးနေ့ပွဲမှာဆိုလို့ရှိရင် city ကလည်းအလို့ရက်တီပိုင်းလည်းတောက်ထားတယ်နောက်ပြီးတော့ည10နာရီလောက်ရှိနေပြီဆိုတဲ့အခါမှာ city ကသူပြန်တော့မယ်လို့ပြောတယ်ပေါ့နော်ငါ hotel ကိုအရင်ပြန်နှစ်မယ်လို့ပြောပြီးတော့ သူဟာသူ့တဲတဲ့ဟိုတယ်ကိုအရင်ပြန်လာခဲ့တယ်။အိမ်ရောက်တဲ့အခါမှာသူ့ရဲ့အမေကိုဖုန်းဆက်ပြီးပြောခဲ့တယ်ပေါ့နော်။မနေ့ကကြားလို့ရှိရင်ငါ prank video တပုတ်ရိုက်ကမယ်။ဒီ prank video ကတော်တော်ကြီးကိုပြင်ပြင်ဆင်ဆင်နဲ့လုပ်ထားတာ။ practice လုပ်ထားတာတပတ်လောက်ရှိပြီ။ပြီးတော့ငါဒီတပုတ်ထဲကိုငါ့ကို dollar 100ရောင်ပေးမယ်လို့ပြောတယ်ပေါ့။အမေဖြစ်သူကလည်းဟေးဟုတ်လားကောင်းလာရီလားပေါ့။ အဲ့နဲ့သူကပြောတယ်အမေဘာမှစိတ်မပူနဲ့ပေါ့နော်ဒီတလက်ဒီဒေါ်လာတရာရလို့ရှင်ချက်ချင်းအိမ်ကိုပို့ပေးမယ်ပေါ့နော်သူမလို့သူခုလက်ရှိရှိတဲ့ပတ်စံနဲ့သူမှလောက်တယ်အဲ့တော့ပတ်စံပို့ပေးမယ်စိတ်မပူနဲ့ဘာညာပြောပြတယ်ပြောပြပြီးတော့သူ့ရဲ့သားလေးနဲ့ခဏစကားပြောတယ်ပြောပြီးတဲ့အခါမှာသူအိယာဝင်မှုလုပ်ခဲ့တယ်အဲ့တော့မနှက်ဖြန့်ရိုက်ကမဲ့ brand က သူဒီတလအတွင်းမှာရိုက်ကူးခဲ့တဲ့ဗီဒီယိုတွေထဲမှာပို့ပြီးတော့ပတ်စံအများကြီးရမဲ့ဗီဒီယိုဖြစ်တယ်မို့သူအရန်စိတ်လှုပ်ရှားနေတယ်ပြီးတော့လေဒီတစ်ဖွဲ့လုံးကဒီမနှက်ဖြန်ရိုက်မဲ့ brand ကိုအရန်အရေးတူလှုပ်ကြတယ်တပတ်လောက်တောင်မှနေ့တိုင်းနေပါ rehearsal လုပ်တယ်ဆိုကြတဲ့ဒီ brand ကတော်တော်ကြီးကိုပေါက်မဲ့ brand ဒါမှမဟုတ်အရေးပါတဲ့ brand ဖြစ်တယ်လို့သူထင်တော့သူစိတ်လှုပ်ရှားပြီးတော့အိတ်တောင်မပြောဘူးအော်သူရှောက်စဉ်းစားပြီးတော့သူမနှက်ဖြန်ချင်ဘယ်လိုလုပ်ရမှာလဲသူ့ရဲ့ brand မှာ သူဒီလုံးမဲ့ prank video မှာသူလုံးရမဲ့ဒီအကွက်တွေကိုသူစိတ်ထဲမှာပြန်ပြီးတော့ recall ခေါ်နေငါဘာလုပ်ရမဲ့ဘာပြီးရင်ဘာလုပ်ရမဲ့ဘာပြီးရင်ဘာလုပ်ရမဲ့အစသဖြင့်သူ recall ခေါ်နေတယ်အဲ့ဒီ prank ကထူးဆန်းတာပုံမှန်ရှေ့တလလုံးမှာဆိုလို့ရှိရင် city ရိုက်ခဲ့တဲ့ prank နေမှာဆိုရင်မင်းကလေးက city တယောက်ပဲရိုက်ပြီးတော့တခြားကြုံညာပေါ့နော်လူအသက်လက်ပိုင်းရှိတဲ့လူစိမ်းယောက်ျားအမျိုးကိုသူကဒီလိုလက်ကလေးလိုက်ခိုင်းပြီးတော့ပြုံးပြပြီးထွက်သွားတာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းအဲ့လိုပေါ့နော်အာလက်ကိုလိုရှင်းနေသွားလိမ့်ခဲ့ပြီးလို့ရှိရင် င်ခခခီဆိုပြီးထွက်ပြေးသွားတာမျိုးအဲ့တော့အဲ့လိုမျိုးဟာတွေကိုရိုက်ကြတာအဲ့အချိန်မှာဆိုလို့ရှိရင်ဒီကင်မရာကိုဖွက်ထားတဲ့သူတွေဟာအဲ့ဒီကြံခဲ့တဲ့အမျိုးသားတက်အသက်လက်ပိုင်းရှိတဲ့အမျိုးသားတွေရဲ့ expression ပေါ့အန်အော်ဝါလာစိတ်ဆိုးသွားလားဒါမှမဟုတ်လေကြေနပ်သွားလားစသဖြင့် expression တွေကိုရိုက်ပြီးတော့ prank video လုပ်နေကြဆိုတော့ဒီလိုမျိုး ဗီဒီယိုတွေမှာသူတယောက်တည်းရပဲအဓိကသရုပ်ဆောင်နေတာဒါပေမဲ့မနက်ဖြန်ရိုက်မဲ့ဗီဒီယိုမှာတော့သူတယောက်တည်းမဟုတ်ဘဲနဲ့ကောင်မလေးနှစ်ယောက်ကတော့အတူတူပါဝင်မှာလို့ပြောတယ်ဒီကောင်မလေးနဲ့သူနဲ့ကလည်းဒီတစ်ပတ်လုံးအတူတူဒီ prank attack ကိုလေ့ကျင့်ထားကြတာပေါ့နော်နောက်ပြီးတော့ဒီ prank ဒီမနက်ဖြန်ရိုက်မဲ့အစီအစဉ်ဟာဘာထူးခြားလဲဆိုရင်အရင်တော့ဆိုလို့ရှိရင်သူတို့ရိုက်တယ်ဆိုရင်ဒီကောင်မလေးနှစ်ယောက်ကသူတို့သူတို့စိတ်ကူးရှိတဲ့သူဒီလူလူအုပ်ထဲမှာသူတို့အာသူတို့တတ်မှတ်ပေးထားတဲ့လူလက်ပိုင်းခြားဖြစ်ကမဲ့စသဖြင့်ပေါ့နော်ဦးလေးအရွယ်တွေကိုလိုက်ပြီးတော့ နောက်ကမယ်လို့ပြောပေးမယ်ဒီတစ်ခေါက်မှာတော့တော့အဲ့လိုမဟုတ်ဘူးဒီ prank မှာတရုတ်ဆောင်ရမယ်လူဟာ၃ယောက်တယောက်က CT တယောက်ကနောက်ထပ်ကောင်းမလေးတယောက်ဒီကောင်းမလေးကိုသူတွေ့ပြီးသွားပြီးနောက်ထပ်အမျိုးသားတယောက်ကကြတော့သူတို့နှစ်ယောက်ကနေပြီး prank လုပ်ခံရမယ်အမျိုးသား ဲ့အမျိုးသားနဲ့တော့သူတို့ကအခုချိန်ထိမတွေ့ရသေးဘူးပေါ့နော်။နောက်နေ့မနေ့မှာအလန်းမီရဲ့အခါမှာစီတီယာနိုးသွားခဲ့တယ်။နိုးတဲ့အခါမှာသူကထုံးစံတိုင်းပဲမိတ်ကက်တီးပြင်းနေသူဒီလိုမျိုးပေါ့လှပတဲ့မင်းကလေးတစ်ယောက်ဆိုတဲ့အနေအထားဖြစ်အောင်လှလာပပအင်ဂျီလေးတွေဝတ်စားစင်နေတယ်။အဲ့လိုပြီးတဲ့အခါမှာသူဟိုတယ်အောက်ကိုဆင်းသွားတယ်။အောက်ရောက်တဲ့အခါမှာ HD producer James နဲ့တခြား cameraman တွေကလည်းရှိနေပြီးပြီးလဲပြီးတော့နောက်ထပ်သူနဲ့အတူတရုတ်ဆောင်ရမယ်ဒီကောင်မလေးတယောက်ကလည်းရောက်နေပြီပေါ့နော်အဲ့တော့သူတို့အားလုံးဟာဘာလုပ်လဲဆိုလို့ရှိရင်ကားပေါ်တက်ပြီးတော့လေစိတ်ကိုထွက်ခွာလာခဲ့ကြတယ်လေစိတ်ကိုရောက်တဲ့အချိန်မှာဆိုရင်မနက်၈နာရီလောက်ရှိပြီဆိုတော့သူတို့ဟာမနက်စာစားကြတယ်စားရင်းနဲ့ဒီတတရမြောက်တရုတ်ဆောင်ရမယ်လူရောက်လာတာကိုစောင့်နေကြတယ်အဲ့လိုစောင့်နေတဲ့အချိန်မှာ city ကသူနဲ့အတူတူတရုတ်ဆောင်ရမယ်ကောင်မလေးနဲ့စကားပြောပြတယ်ပေါ့နော်အဲ့ကောင်မလေး ီးကသူ့နာမည်က Doon သူကတကယ်ဆိုရင်အသက်28နှစ်ရှိပြီဒါပေမဲ့သူဟာအရန်ကလေးဆန်တဲ့ပုံပေါက်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီနေ့မှာဆိုရင်သူဟာ ဝင်လာတာမသိရင်ကလေးလေးပုံစံမျိုးပေါ့လို့ရတီရှပ်လေးအပွားလေးနဲ့စကတ်အတူလေးနဲ့ပြီးလို့ရှိရင်သူဟာဒီလိုအယုတ်ကြီးကိုပွေပိုက်ထားတဲ့ပုံစံကလေးဆန်ဆန်ပေါ့နော်အဲ့တော့စီတီယာအထူးဆန်းနေပေါ့နော်ဒီ brand ကငါ့ကိုရွေးတော့ကကြတော့လှလှပပအဲနည်းနည်းဆွဲဆောင်မှုရှိတဲ့ပုံစံဒီကောင်းမလေးကိုကြတော့ဒီလိုတနာကြရကောင်းပြီးတော့အပြစ်မဲ့တဲ့ပုံစံမျိုးပုံစံကိုရွေးထားတယ်ပေါ့ဒါပေမဲ့လည်း ဒါကကိစ္စမရှိပါဘူးပေါ့အဲဒီခါကလေးမတွဲလောက်ကတာကိစ္စမရှိဘူးပေါ့ CT စိတ်ထဲမှာကအခုဆိုရင်သူ့ကိုတရာတန်တဲ့ brand video ကိုရိုက်နေပြီဒါဆိုရင်နောက်ပိုင်းသူ့ရဲ့ video တွေဟာ200ဖြစ်လာမလား300ဖြစ်လာမလားဆိုပြီးတော့ရှေ့မှာတိုးလာမယ်လားစာလေးခုတော်မှတခြားသောတရုပ်ဆောင်တွေနဲ့တွဲပြီးလုလို့ရပြီဆိုတော့ သူ့ရဲ့ဒီတရုပ်ဆောင်မှုအပိုင်းဟာနောက်ထပ် level တစ်ခု up ဖြစ်သွားပြီဆိုပြီးတော့ချိန်ပြောနေတာပေါ့နော်အဲ့လိုနဲ့ပဲ9နာရီကျော်တဲ့အချိန်မှာဒီ James တို့အခွဲတွေကတယောက်ကဟိုမှာတတရားမြောက်တရုပ်ဆောင်မဲ့သူရောက်လာပြီဆိုပြီးတော့ဒီလူအုပ်ထဲမှာ ဒီအမျိုးသားတယောက်ကိုလက်ညှိုးလက်ညှိုးထိုးပြလိုက်တယ်။အဲ့ဒီအမျိုးသားကသူတို့အရင်ဗီဒီယိုတွေမှာနောက်နေကြအရွယ်ပုံစံခက်ပြပြနောက်ပြီးအသက်40 50ဝန်းကျင်ပြီးလို့ရှိရင်ထိတ်ပြောင်ပြောင်နဲ့အဲ့လိုဦးလေးပုံစံပေါ့နော်။အဲ့တော့ကောင်မလေးနှစ်ယောက်ကိုလည်းခဲသွားသွားသွားဆိုမှ तू ကစပြီးတရုပ်ဆောင်နေပြီ။နင်တို့ကသွားတော့နင်တို့လုံးဝမဟာသွားလို့တော့ဆိုပြီးပြောတယ်။အဲ့ချိန်မှာထုံးစံတိုင်းမှာကောင်မလေးနှစ်ယောက်ကသူတို့ကသူတို့လှုပ်ရှားရှားသူတို့လှုပ်မှာ James နဲ့တခြားအဖွဲ့တွေကဒီလို camera angle ကောင်းကောင်းနေရာတွေကနေပြီးတော့ဒီ camera တွေချိန်ပြီးရိုက်ထားမှာပေါ့။ဒါကသူတို့လုပ်နေကြအတိုင်း ိုင်မယ်အဲ့တော့ကောင်မလေးနှစ်ယောက်ကအဲ့ဒီသူတို့ညွန်ပြလိုက်တဲ့တတရားမြောက်တရုတ်ဆောင်အမျိုးသားကြီးစီကိုနောက်ကိုလိုက်သွားတယ်အနားရောက်တဲ့အခါမှာအဲ့ဒီအမျိုးသားကဒီလိုကိုယ်တိုင်ပေါ့နော်ဆက်နဲ့ check in ဝင်တဲ့ဆက်နာမှာသူကသူသူ check in ဝင်ဖို့အတွက်ကိုစည်ရင်းတွေတွင်းနေတဲ့အချိန်ဒီ Vietnam က Go on Sore ကောင်မလေးကအဲ့ဒီလူရဲ့အနောက်မှာရက်လိုက်တယ်။နောက် CT ကတော့အဲ့ဒီလူလုံနေတဲ့ဆက်ရဲ့အနောက်နားမှာသွားရက်ပြီးတော့ ောင်မလေးဗီယက်နမ်ကောင်မလေးကိုလှမ်းကြည့်တယ်။အဲ့ကောင်မလေးကโอเคငါ ready ဆိုပြီးအချက်ပြလိုက်တဲ့အခါမှာစီတီယာအဲ့ဒီဆက်နာကိုအတင်းဝုန်းဆိုပြီးပြေးပြီးတော့လို့သွားရက်လိုက်တယ်။ရက်လိုက်တဲ့အခါကျတော့အတန်ရောဒီလူရောက်လာတာကြောင့်လို့အဲ့လူကလန့်ပြီးတော့သူ့ကိုမော့ကြည့်ရဲ့အချိန်မှာအနောက်ကဒူအောင်ငါကြတော့ဒီ ူရဲ့လက်မှာပါလာတဲ့အဝတ်စုတစ်ခုနဲ့အဲ့လိုရဲ့မျက်နှာအလိုလိုတုတ်တယ်အဲ့လိုတုတ်တယ်အဲ့ချိန်မှာစစ်တီးရလည်းသူ့ကိုပေးလိုက်တဲ့ရင်မွေးနဲ့မျက်နှာကိုဖြွှွှွှွှွှွှဆိုပြီးဖြန်းတယ်ဖြန်းပြီးတဲ့အခါမှာသူတို့နှစ်ယောက်လောဟီးလို့ရှိပြီးတော့တယောက် နေရာစီပြေးထွက်သွားကြတယ်ဒါသူတို့ကိုခိုင်းထားတဲ့အလုပ်အဲ့ချိန်မှာဆိုဒီလူကိုအခုလုံးလုံးဆယ် brand ကပြီးသွားပြီသူတို့ကအဲအိမ်သားတစ်ခုစီသွားပြီသူတို့ကသူတို့လက်တွေပိုင်းစီးပြီးတော့လို့ပေါ့နော်အာဒီနေ့အစီအစဉ်ကပြီးသွားပြီပြီးရင်သူတို့ကိုဘယ်မှာပြန်စုမယ်လို့ပြောထားတဲ့နေရာကိုသွားဖို့ပဲကြံတော့တယ်အဲ့ချိန်မှာဆိုလို့ရှိရင်ဒီ city ကလည်းအိမ်သားတွေကိုသွားတယ်စပင်းနေပါတွေကိုလည်းတေးသေးစားပေါ့နော်သူပြေးလွှားထားတော့တသက်ရက်ပြန်အောင်ပြန်ကင်တွေ့တဲ့အင်ဂျီပိုင်းဆက်နေလက်တွေပိုင်းစီးပြီးတော့သူဟာသူတို့စုရဲ့ဒီနေရာကိုသွားတယ်နေရာကိုရောက်သွားတဲ့အခါမှာဘသူ့ကိုမှမတွေ့အောင် ။ဟုတ်တော့ဟဲ့။ငါ့ကိုချိန်ထားတာဒီနေရာပါ။ဘာဖြစ်လို့ဘယ်သူမှမရှိတာလဲ။ငါနောက်ကျနေတာလား။ဒါမို့ငါစောသွားတာလား။ဆို तू က10မိနစ်လောက်ရက်ဆောင်တယ်။ရက်ဆောင်တော့လဲဘယ်သူမှမရောက်လာဘူး။တော်မဟုတ်တော့မဟုတ်သေးပါဘူးပေါ့။ဘာများလွဲနေလဲဆိုပြီးတော့တက်စီငားတဲ့နေရာမှာများရှိမလားဆိုပြီးတက်စီငားတဲ့နေရာကိုသွားပြီးတော့ရှာတော့လေတယောက်မှရှိမနေဘူး။အဲ့တော့သူကဟမ်ဖုန်းခေါ်တယ်ဖုန်းခေါ်တော့လည်းဘယ်သူမှမကင်ဘူး။အဲ့နေတက်စီငားတဲ့နေရာမှာ तू ခဏစောင့်နေ။အော်ရောက်လာမှာပါပေါ့။တခုခုပြောတခုခုပဲရောက်လာမှာပါဆို तू စောင့်နေစောင့်နေ။15မိနစ်မိနစ်20လောက်စောင့်နေအထိလည်းရောက်မလာဘူး။ဖုန်းခေါ်တော့လည်းဘယ်သူမှမကင်တဲ့အခါတော့ သူကโอเคငါကောက်ကဘယ်အိမ်ပြန်နှင်းတော့မယ်နောက်မှမယ်သူတို့နဲ့တွေ့တော့မယ်ဆိုပြီးတော့တက္ကစီငားပြီးတော့အိမ်ပြန်လာတယ်။တက္ကစီငားပြီးအိမ်ပြန်လာပြီးတော့သူအဲ့လို James တို့ဘာလို့စားရီပို့တာပေါ့နော်။ခုနေပမာလဲငါပြန်သွားပြီနော်ဆိုပြီးစားရီပို့တယ်။အဲ့လိုစားရီပို့ပြီးကားစီးလာတဲ့အချိန်မှာသူဟာတော်တော်ကြီးကိုနေလို့မကောင်းဖြစ်လာတယ်။ခေါင်းကြီးမူလာတယ်၊ချွေးစီးတွေပြန်လာတယ်၊ပြုတ်အန်ဂျင်စိတ်တွေပေါက်လာတယ်။အဲ့ချိန်မှာသူစစ်တယ်မော်ငါ तू မနေရ तू မွေးနေမှာအရက်တွေလဲတောက်ထားတယ်။ပြီးလို့ရှင် तू တညလုံးလဲကောင်းကောင်းအိမ်မပြော့ထားလို့နေမှာဘာလို့ဆိုပေမဲ့လဲခဏကြာတဲ့အခါမှာ तू ဟာ ကားဆရာကိုကားရက်ခိုင်းပြီးတော့သူကထွက်အန်ရတဲ့အထိကိုနေမကောင်းဖြစ်လာတယ်ပြီးလဲပြောသူနော်ဟိုတယ်ရောက်တယ်ပေါ့နော်ဟိုတယ်ရောက်တဲ့ချိန်မှာသူတကူလုံးနှုံချိနေပြီပေါ့နော်စိတ်ရောလူရောပြင်းမနေ။နောက် James တို့ကဘာဖြစ်လို့သူနဲ့မတွေ့တာလဲ။ဘာဖြစ်တာလဲ။ငါ့ကိုလည်းမဆက်တွေ့ဘူးဆိုတော့စိတ်ကလည်းအနှောက်ရှက်ဖြစ်တယ်။ငါ့ကိုမပြောမစုံနဲ့ထားသွားတာလား။ဘာမှလည်းမပြောဘူးဆိုပြီးစိတ်နှောက်ရှက်လည်းဖြစ်တယ်။လူတကူလုံးကလည်းနှုံချိနေတဲ့အခါမှာ तू အင်ဂျီအောင်မလဲပဲနဲ့ထိုးအိတ်လိုက်တယ်ထိုးအိတ်လိုက်ပြီးတော့သူ၃လနာရီအိတ်ပျော်သွားတယ်အိတ်ပျော်သွားပြီးနိုးလာတဲ့အချိန်မှာလဲသူကလူကအရင်နေလို့မကောင်းသေးဘူးပေါ့နော်။သူကဖုန်းကိုလှမ်းယူလိုက်တယ်။ယူပြီးတဲ့အခါမှာသူ့စိတ်ထဲမှာတော့ James ကစာပြန်ထားမယ်။ဘာကြောင့်သူ့ကိုမခေါ်ဘဲထားခဲ့ရလဲဆိုတဲ့အကြောင်းရင်းရှင်းပြထားမယ်လို့ထင်တယ်။ဒါပေမဲ့ဘာစာမှလည်းမရှိဘူး။ဘာဖုန်းကောမှလည်းမရှိဘူး။ဟာဘာလဲဟာပေါ့ဘာထားလဲဆိုပြီးတော့ဖုန်းကိုပြစ်ချပြီးတော့သူသူအရင်နေမကောင်းဖြစ်နေသေးတဲ့အချိန်မျိုးလို့သူဟာပြန်ပြီးတော့အိတ်လိုက်တယ်။ ီတစ်ခေါက်သူအိတ်လိုက်တယ်သူတညလုံးအိတ်ပျော်သွားပြီးတော့မနဲ့ကြမှာပဲသူနိုးတယ်နိုးလာတဲ့အခါမှာဆိုတော့သူဟာတော်တော်ကြီးကိုလန်းလန်းဆက်ဆက်နဲ့နေကောင်းသွားပြီပေါ့နော်အဲ့လိုပဲသူနိုးလာတဲ့အခါမှာသူ့ရဲ့ဖုန်းကိုယူပြီးတော့ကြည့်တယ်အော်ဒီချိန်လောက်ဆိုတော့ James ဆိုတာသူ့ကိုတခုခုပြောထားလောက်ပါပြီလို့ထင်တယ်ဘာစာမှမရှိဘူးဘာဖုန်းကောမှလည်းမရှိပြန်ဘူးအဲ့တော့သူက James ကိုဖုန်းခေါ်တယ်ခေါ်တယ်ခေါ်တော့လုံးဝမကင်ဘူးမကင်တဲ့အပြင်ကိုဖုန်းကပိတ်ထားတဲ့အနေထားတောင်ဖြစ်နေပြီပေါ့နော်ဖုန်းကပိတ်ခဲ့ဖုန်းပိတ်ထားတယ်စာလဲပို့တော့လည်းမပြန်ဘူး တခြားလူတွေကိုလှမ်းခေါ်တော့လည်းဘသူမှမကင်တော့ဘူးအဲ့တော့ तू ကဟဲငါ့ကိုပတ်စံလည်းမရသေးဘူးပေါ့နော်မနေ့ကဗီဒီယိုရိုက်တဲ့အခါမှာတခုခုများမှားယွင်းသွားလို့လားဒါမှမဟုတ်ငါတခုခုအမှားလုပ်လိုက်မိတာလားထားပါတော့ငါလုတာမှားသွားလို့ဒီဗီဒီယိုဟာပျက်စီးသွားတယ်ပေါ့နော်မှားယွင်းသွားလို့ငါ့ကိုစိတ်ဆိုးပြီးတော့မဆက်သွယ်ကြရလားဒါမှမဟုတ်လို့ရှိရင်ဘာမှားတာလဲပေါ့ ောက်ဆုံးကတခုခုမှားတယ်ဆိုလဲဒီလိုကြီးဖြစ်ထားเสียဒီလိုကြီးသူ့ကိုအဆက်အသွယ်မလုပ်เสียမလို့ဘူးလေသူ့အချိုးချောင်းပြောင်းလို့ရတယ်သူ့ပြန်ရက်ခိုင်းလို့ရတယ်ဘာဖြစ်လို့အဲ့လောက်ကြီးဖြစ်ရတာလဲဆိုသူနားမလည်နိုင်ဘူးဖြစ်နေတာပေါ့နော် နောက်သူစဉ်းစားတယ်ဟဲ့ငါ့ကိုပတ်စံမပြီးတော့ဘူးလားပေါ့ငါဒီအတွက်လည်းပတ်စံမရသေးဘူးသူ့အမေကိုသူပတ်စံလွှဲမယ်လို့ပြောထားတာအခုထိလည်းပတ်စံမရသေးဘူးပေါ့ဘလို့မှလည်းဆက်သွယ်လို့မရဘူးဘာမှလည်းမရအောင်အဲ့ဒီမှာ तू ကအလုတ်ကလည်းမရှိတော့ဘူးပြုတ်နေပြီဒီ James ကိုလည်းတယောက်မှဆက်သွယ်လို့မရဘူးဟိုဗီယက်နမ်ကောင်မလေးဆိုတာကိုလည်း तू ကဖုန်းနံပါတ်တွေလည်းမသိတဲ့အခါမှာ तू ကဲအဆင်တော့မတက်နိုင်တော့ဘူး तू လက်ရှိရှိရဲ့ပတ်စံလေးနဲ့ तू အင်ဒိုနီးရှားအရှင်ပြန်မယ်ပြန်ပြီးတော့မှပဲတခုခုစီစဉ်ပြီးပြန်လာမယ်ဆိုပြီးသူ့ရဲ့အထုပ်တွေအကုန်လုံးထုတ်ပြီးတော့သူဟာဒီဟိုတယ်ကို check out လုပ်တယ်လုပ်ပြီးတဲ့အခါမှာသူလေရင်စိတ်ကိုသွားခဲ့တယ်။လေစိတ်ကိုသွားပြီးတော့သူဝယ်ထားတဲ့လေရင်လက်မှတ်နဲ့ပေါ့နော်သူ check in ဝင်မှုလုပ်နေတဲ့အချိန်မှာသူအနောက်ဘက်မှာအဲ့လိုလူတွေရုပ်ရုပ်တသင်းနဲ့အဲ့လိုပြေးနေတဲ့အတန်ကိုကြားတယ်။ကြားတော့သူကလှမ်းကြည့်လိုက်တဲ့အခါမှာဒီလို uniform လက်နဲ့အပြည့်အစုံဝတ်ထားတဲ့ရဲ9ယောက်6ယောက်လောက်ကသူရှိရာဘက်ကို အားနဲ့အချိန်နဲ့ပြေးလာတာအဲ့ချိန်မှာတူတူကိုကိုကိုဘာမှမလုပ်ထားဘူးဒီလောက်တော့9ရောက်6ရောက်လိုက်ဖမ်းနေဆိုတာမသိရင်တကယ် serial killer လောက်ဒါမှမဟုတ်တနက်ကံကြီးရှောက်ပတ်ပြစ်မဲ့လူလောက်ကိုဖမ်းတဲ့အနေထားဖြစ်နေတဲ့အခါကျတော့ तू ကဒီလိုလေးရှောင်ပြီးတော့ဖယ်ပေးလိုက်တာပေါ့နော် तू ကသူလမ်းဖယ်ပြီးတော့သူပြေးလို့ရအောင် तू ကဖယ်ပေးလိုက်ပြီမဲ့လေဒီရဲရသူ့စီကိုဒါတဲတဲမမတ်ပြေးဝင်လာပြီးတော့သူ့ကိုအတင်းဝိုင်းလုံးပြီးတော့ဟိုဘက်ကတယောက်ဆွဲဒီဘက်ကတယောက်ဆွဲလက်ကိုအနောက်မှာချိတ်ပြီးစစ်စစ်လက်ထိပ်တွေခတ်ပြီးဖမ်းတယ်အဲ့ချိန်မှာ तू ကဘာဖြစ်သွားလဲဆိုတော့ အော် James တို့ဟာဒီလိုကိုဒင်းတော့ဒီ brand လောက်ချင်လို့ငါ့ကိုနှစ်ရက်တိတိအဆက်အသွယ်မလုပ်ပဲပြတ်ထားတာဟုတ်ဒီလိုလားအဲ့လိုသွားထင်တာဒါဒါ prank ပေါ့ဒါတသက်မဲ့သူ့ကိုမပြောဘဲနဲ့ prank လုပ်တနေရာမှာ James နဲ့အဖွဲလိုက်ကကင်မရာနဲ့ရိုက်ပြီးသူဖြစ်သွားတဲ့ reaction ကိုရိုက်နေလောက်ပြီးဆိုပြီးတော့ထင်ပြီးတော့ရဲရောင်ပြုံးပြီးတော့အေးနင်တို့ရောင်နင်တို့နောက်နေတာမလားဆိုပြီးလှုပ်တာအဲ့အချိန်မှာရဲရငါတို့နောက်နေတာမဟုတ်ဘူးညို့တကယ်ဖမ်းလိုက်တာဆိုအဲ့အချိန်ကြီးလည်းသူကမယုံသေးနင်တို့မနောက်ပါနဲ့နင် prank video တွေရိုက်နေရမလားငါရိုက်နေကြလို့ဆိုမဟုတ်ဘူးနင်းကိုလူသေးသေးမှုနဲ့လူတက်မှုနဲ့ပေါ့နော်နင်းကိုလူတက်မှုအာနင်းကိုလူတက်မှုနဲ့ဖန်လိုက်တာဆိုပြီးရဲရပြောတော့မှသူကငါမလုပ်ဘူးငါဘာမှမလုပ်ဘူးငါမသိဘူးနင်းတို့မှားနေပြီလို့ပြောတယ်အဲ့ချိန်မှာရဲရဘာမှမပြောဘူးသူ့ကို yes ခံကိုခေါ်သွားတယ်ခေါ်သွားပြီးတဲ့အခါမှာမသူ့ကိုပြောပြတာပေါ့နော်မနေ့ကနင်းတို့ဒီလိုဒီလိုမျက်နှာတွေအုပ်ခဲတဲ့လူဟာနင်းတို့အဲ့လိုလုတ်သွားပြီးတော့မိနစ်20အတွင်းမှာပဲတေဆုံးသွားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့နင်းတို့ဖမ်းတာဆိုအဲ့ချိန်မှာ ဆိုရင် city ရော do on ဆိုတဲ့ကောင်မလေးနှစ်ယောက်စလုံးကိုရဲရဖမ်းထားပြီး do on ကိုလည်းအဲ့လိုပဲသူ့ရဲ့ on the way တနေရာမှာရဲရဖမ်းမိသွားပြီးပြီပေါ့နော် city တော့သူတို့မသိပါဘူးသူတို့ဟာဒီ prank video ကိုရိုက်ဖို့လုတာပါသူတို့ညွှန်ကြားတဲ့အတိုင်းပဲလုတာပါလို့ပြောတယ်အဲ့တော့ CCTV တွေမှာသူတို့ရဲတွေကလည်းစစ်ဆေးထားပြီးကြတဲ့ကဒီလင်းဝင်းကိုဝင်လာတာဟာ City ရဲ့ဒီ Vietnam ကောင်မလေးရဲ့အပြင်ကိုတခြားလူ၃ယောက်လောက်ပါတယ်ဆိုတော့သူကတီးပြီးသားအဲ့အမျိုးသား၃ယောက် ပါတယ်ပြီးရင်ကောင်းမလေးနှစ်ယောက်ကဒီလူရဲ့ပေါ့နော်ဒီတတရမြောက်တရုတ်ဆောင်ရဲ့ဒီမျက်နာတွေဘာတွေကိုဒီလိုသွားတုတ်ပြီးတဲ့အခါမှာဘာမှမသိပဲနဲ့သူတို့သဖင်တွေလက်တွေအင်ဂျီတွေကိုလည်းသူတို့ကိုင်နေတယ်ဆိုတဲ့ဗီဒီယိုတွေကလည်းတွေ့ထားပြီးသားဖြစ်တဲ့ကြောင့်မလို့ဒီကောင်းမလေးနှစ်ယောက်ကလည်းလိန်လေခိုင်းဆူခံရတယ်ဆိုတာကိုလက်ခံလိုက်တယ်ပေါ့နော်တကယ်လို့သာဒီတက်တည်တာမရရင်ဒီကောင်းမလေးနှစ်ယောက်စလုံးဟာလူတက်မှုနဲ့တေတန်ကြမှတ်မှာဖြစ်ပါတယ်တေတန်နေပြီးတော့ကင်းလွတ်ခွင့်ပေးလိုက်တယ်ပေါ့နော်ပေးလိုက်တယ်အဲ့တော့ဒီ James နဲ့ဂျန်တဲ့လူ နှစ်ယောက်ကဘယ်ရောက်သွားလဲဆိုလို့ရှိရင်ဒီ CCTV မှတ်တမ်းနေရဒီကောင်းမလေးနှစ်ယောက်ကိုသူကစောင့်ကြည့်နေတယ်ကြီးနေပြတဲ့အခါမှာဒီတတရားမြောက်တရုတ်ဆောင်ရဲ့မျက်နာကိုဒီစေးရင်နဲ့ဖြန်စေးရင်နဲ့မျက်နာနဲ့ဒီပေါ်တော့ရေစိုးဝက်နဲ့တုတ်ပြီးတဲ့အခါမှာတေးကြပြီလဲဆိုရောအဲ့၃ယောက်စလုံးဟာချက်ချင်းသူတို့ကြိုတင်ဝယ်ထားတဲ့လက်မှတ်ပေါ့နော်လင်းရင်လက်မှတ်နဲ့ချက်ချင်းလင်းရင်ပေါ်တက်ပြီးတော့ဒီနိုင်ငံကနေထွက်ခွာသွားပြီဖြစ်ပါတယ်။စီတီရိုးကနေပြီးတော့ပေါ့နော်ဒီလိုမျိုးတတရားမြောက်တရုတ်ဆောင်ကိုဒီလိုမျက်နှာကို ဒီအနောက်ကဗီယက်နမ်ကောင်မလေးကအဝတ်နဲ့ရေစုဝတ်နဲ့တုတ်တယ်ပြီးတော့စီတရာသူ့ရဲ့မျက်နှာကိုရေမွေးတွေဖြန်းပြီးတဲ့အခါမှာထွက်သွားပြီးတဲ့နောက်အဲ့ဒီလူကလည်းကြောင်ပြီးတော့ကြံနေ ရက်နေရပေါ့ရက်ပြီးခဏနေတဲ့အခါမှာ तू တတော်ကြီးနေလို့မကောင်းဖြစ်လာတယ်လူကလည်းတရင်တရင်ဖြစ်လာတော့အဲ့ဒီနားမှာရှိတဲ့ဒီလေရင်ခွေးရဝန်းနန်းတယောက်ကိုသူကတပြောခဲ့တယ်ငါလုံးဝနေလို့မကောင်းဘူးငါဂရုံကြီးနေဖြစ်နေတယ်ငါ့ကိုကူညီပါဆိုပြီးအကူအညီတောင်းတယ်လေရင်ခွေးရဒီဝန်းနန်းနေရလေဒီအမျိုးသားကိုကြည့်ရတာတော်ကြီးအချင်းနေမဟန်ဘူးချွေးစည်းတွေကထွက်လာတဲ့စကားတွေကစကား တလုံးတလုံးထွက်ဖို့သူအရန်စူးစမ်းနေရတဲ့ပုံပေါက်တဲ့အခါကျတော့ဒီတခြားလေရင်ခွင်းကဝန်ထမ်းတချို့ကိုခေါ်ပြီးတော့သူ့ကိုလေရင်ခွင်းမှာရှိတဲ့စေကန်ကိုပို့ခဲ့တယ်။အဲ့လိုသွားနေတဲ့အချိန်တွင်းမှာပဲအဲ့ဒီလူဟာသူပြောတယ်ငါအရန်နာကျင်လာပြီငါတကူလုံးအရန်နာကျင်တယ်လို့ပြောတယ်။ပြီးတော့လမ်းတောင်တလန်းတလန်းလှမ်းမှုကိုတော်တော်ခက်ခဲလာတယ်။စေကန်နဲ့ကိုလည်းရောက်ပြီးတော့9မိနစ်တောင်မကြာသေးတဲ့အချိန်မှာအဲ့ဒီလူဟာကျမ်းမော်ကိုဘိုင်းနဲ့လဲကျသွားပြီးတော့လုံးဝအဲ့လို seizure ဆိုတာတက်တာပေါ့နော်။တက်တဲ့အခါမှာဒီလေရင်ခွင်းကစေကန်မှာရှိတဲ့ တူနာဖြူတွေဆရာဝန်တွေဟာအရေးပေါ်ကဲစေးတွေစူးစမ်းပြီးလုပ်ကြရတယ်ဒီတက်တဲ့ဟာကိုတက်တာကိုဆေးရပိုင်းထိုးပေးပြီးတဲ့အခါမှာဒီချက်ချင်းကိုပေါ့နော်ဒီလိုတွန်းလဲပေါ်တင်ပြီးတော့ဆေးရုံကိုပို့ခဲ့တယ်ဆေးရုံကိုပို့ပြီးမယ်လဲလမ်းမာတင်ဒီလူဟာတည်ဆုံသွားခဲ့ပါတယ်ဘာဖြစ်လို့တည်သွားလဲဆိုလို့ရှိရင်ဒီ city နဲ့ဒီ vietnam ကကောင်မလေးရဲ့လက်ထဲကို prank လုပ်ဖို့ပေးလိုက်တဲ့ပစ္စည်းနှစ်ခုဟာတစ်ခုကရေစိုဝက်တစ်ခုတစ်ခုကရေမွေးဖြစ်ပါတယ်အဲ့ရေမွေးကလည်း VX ဆိုတဲ့ဒီအာယုံကြောတွေကိုဆူဆူဝါဝါထိခိုက်စေတဲ့အစိတ်ဆေးရည်ဖြစ်ပါတယ်။အဲ့တော့ဒီ Vietnam ကောင်မလေးကိုသူကဒီအဝတ်ကိုသူ့လက်ထဲမထက်ခင်မှာအရင်ဆုံး C တမျိုးအရင်လိမ့်ပေးလိုက်တယ်လို့ပြောတယ်။အဲ့ဒီ C လိမ့်ပေးလိုက်ပြီးတော့မှအဲ့ဒီရေစိုးဘုတ်ကိုလက်ပေါ်တင်ပေးလိုက်တာ။အဲ့တော့ C ခံထားတဲ့အတွက်ကြောင့်မလို့ဒီအစိတ်ငွေတွေဟာကောင်မလေးရဲ့လက်ထဲကိုအစိတ်အရည်တွေဟာပေါ့နော်။ကောင်မလေးရဲ့လက်ထဲကိုမြင်မြန်ဆဆန်အထဲကိုမဝင်သွားဘူးပေါ့။နောက်ပြီးတော့ဒီအစိတ်ရဲ့အရည်နဲ့အစိတ်ရဲ့အငွေနှစ်ခုစလုံးဟာ တခုချင်းစီဂင်ထားရင်လူကိုဒီလိုမျိုးခေါင်းမူတာပြုတ်အန်တာဒီလိုနှုံးချီတာဖြစ်စေပြီးမဲ့နှစ်ခုလုံးတွဲလိုက်မှသာလင်တေးစီလောက်တဲ့အထိဦးဆိုးသွားတာအဲဒါကြောင့်မလို့သူတို့နှစ်ယောက်က ီဒိုဝါကိုအနောက်ကနေရက်ခိုင်းပြီးမျက်နှာကိုအဲ့ဒီအရည်တွေအရင်တုတ်ခိုင်းတယ်ပြီးတော့မှ CT ကိုမျက်နှာအရှိမရည်မွေးတွေဖြန်းခိုင်းတာဖြစ်ပါတယ်အဲ့တော့နှစ်မျိုးပေါင်းရတဲ့အခါမှာမိနစ်20အတွင်းမှာအဲ့ဒီတတိယမြောက်သရုပ်ဆောင်ဆိုတဲ့သူဟာအသေဆုံးသွားတာဖြစ်ပါတယ်အခုမှ CT တိလိုက်ရတာဟာသူတို့ကို prank video ရိုက်ခိုင်းတာမဟုတ်ပဲလူတစ်ယောက်ကိုကြိုတင်ကြံစီတက်ဖြတ်ခိုင်းနေဆိုတာကိုတိလိုက်ရတာပါဒီတတရားမြောက်တယုတ်ဆောင်တဲ့သူလို့သူတို့ပြောခဲ့တဲ့သူဟာ Kim Jong Nam လို့ခေါ်တဲ့အမျိုးသားတစ်ယောက်ပဲဖြစ်ပါတယ် သူကိုယ်တိုင်ကလည်းတကယ်တော့ဒီ prank မှာသူလုံးဝမပါဝင်ပါဘူး။သူဒီလို prank လုပ်ခံရမယ်ဆိုတာကိုလည်းကြိုမသိထားတဲ့အမျိုးသားတစ်ယောက်ဖြစ်တယ်ပေါ့နော်။ဒီမှာဒီရဲတွေရဲ့စုံစမ်းချက်အရာတိလိုက်ရတာဟာဒီ prank မှာပေါ့နော်။ဒီ prank လုပ်ခံရလို့တည်ဆုံသွားတယ်။ဒီလိုမျိုးချိုးတင်ကြင်စီတက်ဖြတ်မှုခံရတဲ့ Kim Jong Nam ဆိုတာဟာမြောက်ကိုရီးယားရဲ့အုပ်ချုပ်သူ Kim Jong Un ရဲ့အကိုပဲဖြစ်ပါတယ်။အဲ့တော့လူတွေကဘယ်လိုထင်လဲဆိုရင်ဒါဟာနိုင်ငံရေး ဒီလိုပေါ့နော် political တိုက်ခိုက်မှုတစ်ခုဖြစ်မဲ့သူ့ရဲ့အကိုသူ့ရဲ့ညီကိုတိုင်ကသူ့ရဲ့အကိုကိုတပ်ဖြတ်ဖို့အတွက်အမိန့်ပေးခဲ့တယ်လို့ထင်တယ်။ James ဟာတကယ်တမ်းသူပြောထားသလိုဂျပန်လူမျိုးလည်းမဟုတ်ပါဘူး။ကိုရီးယားမှာလည်းဒီဗီဒီယိုတွေကိုပြသနေတာမဟုတ်ပါဘူး။အဲ့ဒါအားလုံးကအလိမ်ညာပါ။သူဟာမြောက်ကိုရီးယားအစိုးရမှာအလုပ်လုပ်တဲ့ spy တစ်ယောက်ပဲဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုဒီ mission အတွက်ကိုသူဟာလာနေချီပြီးတော့တိတိကျကျဒီနိုင်ငံသားမှာလာနေပြီးတော့စီစဉ်ပြီးတော့ အကောင့်ထည့်ဖို့ခဲ့တာလည်းဖြစ်ပါတယ်။ဒီတက်ဖြတ်မှုကိုလုပ်ဖို့အတွက်ကိုစီတီစီတီရကြတော့ငဲရွယ်တဲ့ပတ်စံကောက်ကောင်းလို့ကျင်းနေနောက် ီလိုမျိုးပေါ့နော်တရုတ်ဆောင်မှုဝါသနာပါတဲ့သူဒိုအန်ကကြတော့လေအသက်ကမငယ်ပေမဲ့လေခလေးအရန်ဆန်နေပြီးလို့ရှိရင်အလိန်လွယ်တယ်ပေါ့နော်ဒီလိုမျိုးမင်းသမီးအရန်ဖြစ်ချင်တဲ့သူမျိုးမှာတတ်တတ်မဲ့ target ထားပြီးတော့စုဆောင်ပြီးတော့သူတို့ရဲ့ဒီလူသက်မှုအစီအစဉ်ကြီးကိုအကောင့်ထဲပေါ်လိုက်တာဖြစ်ပါတယ်အခုအချိန်အထိကိုဒီ James ဆိုတဲ့သူရဲ့သူ့ရဲ့ producer cameraman နေဆိုတဲ့လူကိုအခုထိလုံးဝဖမ်းလို့မမိဘူးလို့သိရပါတယ် မြောက်ကိုရီးယားအစိုးရကတော့ဒီမြောက်ကိုရီးယားလူမျိုး King Jong-nan ရဲ့တည်ဆုံးမှုကိုသူတို့နဲ့လုံးဝမဆိုင်ပါဘူးလို့ပဲညှင်းဆန်နေပါတယ်။ Pitiyo Dor နှစ်ယောက်စလုံးကိုအစပိုင်းမှာတော့ဒီလိုလူသက်မှုနဲ့တည်တံ့ချမှတ်ဖို့အထိစီစဉ်ထားပေမဲ့လည်း City ကိုတော့2018ခုနှစ်မှာစပြီးတော့တရားရုံးတင်စစ်ဆေးခဲ့တယ်။2019ခုနှစ် March မှာတော့သူ့ကို တင်ထားတဲ့ပေါ့နော်အဖြစ်တွေအားလုံးကိုဖယ်ရှားပြီးတော့သူ့ကိုချက်ချင်းလွှတ်ပေးခဲ့တယ်။သူ့ရဲ့အင်ဒိုနီသူ့ရဲ့နိုင်ငံအင်ဒိုနီးရှားကိုလည်းနောက်ရက်မှာပဲချက်ချင်းပြန်ပို့ပေးခဲ့ပါတယ်။အင်ဒိုနီးရှားအစိုးရကလည်းသူမရဲ့လွတ်မြောက်ဖို့အတွက်ကိုအများကြီးအားစိုက်ပေးခဲ့လို့သိရပါတယ်။သူဟာတကယ်တမ်းဘာမှအပြစ်မရှိတဲ့သူသူကိုယ်တိုင်လည်းနင့်နာသူပါဆိုပြီးတော့လုံးဝကိုကာကွယ်ပြောပြခဲ့ပါတယ်ဗီယက်နမ်နိုင်ငံသူဒိုအန်တင်ဟွောင်းဆိုတဲ့ကောင်မလေးကတော့ သူ့ကိုလည်းပေါ့နော်စီတီလွမြောက်သွားတဲ့တကြောင်မလို့သူ့ကိုလည်းလွမြောက်တင်နေဆိုပြီးတော့သူ့ကိုရင်ဆိုင်တိုက်ခိုက်ပြောပေးခဲ့ပြီးမဲ့လေအစပိုင်းမှာလူတက်မှုကနေပြီးတော့နောက်ပိုင်းမှာတော့ဘာသူကိုထိခိုက်နာကျင်အောင်အနေရရှိစေမှုအနေနဲ့ပဲသူ့ကိုတရားစွဲခဲ့ပါတယ်ဧပြီလ2019ခုနှစ်မှာသူဟာအပြစ်ရှိကြောင်းဝန်ခံခဲ့ပြီးတော့သူ့ကိုထောင်နှံ3နှစ်ကနေ4နှစ်ထိချမှတ်ခဲ့လို့သိရပါတယ် သူ့ကို2018ခုနှစ်ကတည်းကစပြီးဖမ်းချုပ်ထားတာဖြစ်တဲ့တကြောင်မလို့မေလ2019ခုနှစ်မှာဆိုလို့ရှင်တော့သူဟာဒီထောင်ထဲမှာကောင်းကောင်းမွန်မွန်နေထိုင်နေဆိုတဲ့အကြောင်းပြချက်နဲ့သူ့ကိုလွှတ်ပေးခဲ့ပြီးတော့ဗီယက်နမ်ကိုချက်ချင်းပြန်ပို့ခဲ့လို့သိရပါတယ်။ အဲ့တော့ဒီလိုပေါ့နော်မိမိငယ်လေးတွေဒါမှမဟုတ်လို့ရှင်လေအရန်ကိုအယုံလွယ်တယ်ကိုယ့်ရဲ့အိမ်မက်ကိုယ့်ရဲ့မျောလင်းချက်တွေအတွက်ကိုလွယ်လွယ်ကူကူနဲ့အယုံလွယ်ခဲ့တဲ့ CT နဲ့ DVNM ကောင်မလေးဟာဆိုလို့ရှင်ကံကောင်းလို့သူတို့ရဲ့အသက်တွေကိုမပေးရတာပါဒီ game ဆိုတဲ့သူတွေဟာသူတို့ရဲ့လောက်ရက်ကိုအောင်မြင်ဖို့အတွက်ဆိုရင်အပြစ်မရှိတဲ့သူတွေကိုပါရှင်းပြရင်စတဲ့ဖြစ်ဖို့လုံးဝဝန်မလေးတဲ့သူတွေဖြစ်ပါတယ်စစ်စစ်တို့ဒီမှာဆိုလို့ရှင်လေဒီဒီဇိန်းတစ်ယောက်ရဲ့လာပြီးတော့ချင့်ကက်မှုဟာတော်တော်ကြီးစိုးရိမ်မှုကောင်းတယ်လွယ်လွယ်ကူကူလုံးဝယုံလို့မရဘူးပေါ့နော်ကို့ ိုပတ်စံလိုခြင်းရောမဟုတ်ဘဲနဲ့ကိုယ့်အသက်တွေကိုပါလုံးဝစတေးပြီးတော့သူတို့ရဲ့ သူတို့ရဲ့ပေါ့နော်အောင်မြင်မှုအတွက်သူတို့ရဲ့အစီအစဉ်အတိုင်းလုပ်သွားမဲ့သူတွေရှိတယ်ဆိုတော့သိလိုက်ရတယ်။နောက်ပြီးရင် City ရောဒီကောင်မဒီ Vietnam ကောင်မလေးရောဆိုလို့ရှိရင်ဒီလိုစိုးဝါပြီးတော့နိုင်ငံရေးလှည့်ကွက်တစ်ခုမှာပါပါဝင်ခဲ့ရမယ်ဆိုတော့လုံးဝယုံထားမှာမဟုတ်ပါဘူး။အဲ့တော့အရင်လဲကြောက်ဖို့ကောင်းနေစင်တို့အမြဲလဲသတိရှိဖို့လိုပါတယ်။နားဆင်ပေးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။စုစမ်းရဲ့နားဆင်သူတွေဘယ်နေရာမှာပဲရှိနေရှိနေကိုရောစိတ်ပါစမ်းမချမ်းသာပြီးတော့ဘေးကင်းပါစေ။စုစမ်းနောက်တဲ့ video မှာပြန်တွေ့ကြမယ်နော်။တတ